မက်ဒရစ်ကစားသမားတွေရဲ့ကြိုးစားအထောက်အမှုကိုမြင်ခဲ့ရတယ်အက်ကလစီကိုဒါဗီအက်ကလစီကိုဒါဗီပွဲကိုပဲနားထောင်ခြင်းတဲ့သူတွေက စက္ကန့်40ကျော်ကိုကြော်ကြည့်ပေးပါကျွန်တော်လေးရှည်စရာလေးရှိလို့ပါဗီဒီယိုလေးနောက်ကျသွားတာနားလည်ပေးပါအားလုံးတောင်းဆိုနေလို့ဒီဗီဒီယိုကိုလုံပေးခြင်းပေမဲ့အကြောင်းအကျောင်းကြောင့်နောက်ကျသွားပါတယ်ဒီဗီဒီယိုကနောက်ကျတာမှတ်ပေမဲ့ဗီဒီယိုလေးတင်တိုင်းနောက်ကျနေတာက analysis video တွေလိုရတာကအချိန်ပေးရလို့ပါ analysis video တပုတ်ဖြစ်ဖို့တော်တော်အချိန်ယူပြီး video edit ရပါတယ်။ခုံပေါ်မှာခါးတစ်ညောင်းလောက်ရတာပါ။ ပွဲပြီးသုံးသက်ချက်တွေလို့တော့မမြန်ပါဘူးကင်မရာထောင်ပြီးပြောရင်တော့မြန်ပေမဲ့ဗီဒီယိုနဲ့ပြရတာကိုပူကြိုက်တာမျိုးဒီလိုလုပ်ဖို့မဖြစ်နိုင်မြန်ပါဘူးတပတ်တည်းနှစ်ပုတ်ရှိရင်နောက်တစ်ပုတ်ကအလိုလိုနောက်ကျမှာပါတပတ်မှာအများဆုံးနှစ်ပွဲပဲလုပ်နိုင်လို့ဘယ်ပွဲလုပ်ရမလဲဆိုတာကိုလည်းရွေးချယ်ရပါတယ်ပွဲတိုင်းမလုပ်ပေးနိုင်ပါဘူးဒါကိုနောက်တစ်ခါမရှင်းပြရတော့တာမျိုးတစ်ခါလေးပြပြတာပါနောက်ပြီး United ပွဲကိုဦးစားပေးတင်တာက main fan ဖြစ်နေလို့မဟုတ်ပါဘူး channel တိုင်းကအပြိုင်ဆိုင်တင်ကြတဲ့အချိန်မှာ United video လောက်ဘယ် video မှ view မရပါဘူးဒီတော့ဒါကိုလည်းနားလည်ပေးစေချင်ပါတယ် ကဲစကားရှိသွားလို့စလိုက်အောင်ပါမင်္ဂလာပါခင်ဗျာ Soccer History ကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါ Xavi Alonso က tactical genius တယောက်လို့ဘောလုံးပွဲသုံးသက်သူတချို့ကဒီပွဲအပြီးမှာချီးကျူးကြပါတယ်ကျွန်တော်ပြောတာမဟုတ်ဘူးเนาะဒီလိုဘာလို့ပြောကြလဲဆိုတော့ Alonso ကသူ့ရဲ့ တက်တီကကျွမ်းကျင်မှုကိုမကြာခဏချပြရဲနောက်ပြီးဒီပွဲမှာလည်းအန်စလိုဒီလက်ထက်နောက်ပိုင်းနှစ်တွေမှာမနိုင်ခဲ့တာတွေကိုတီးပြီးအန်စလိုဒီရဲ့အမှားကိုဇာဗီအလွန်ဆိုကရှာတွေ့ခဲ့တယ်အန်စလိုဒီဘာစီလိုနာနဲ့ပတ်သက်ရင်ဘာမှားခဲ့တယ်လဲဆိုတာကိုရှာတယ်ဒီတော့အန်စလိုဒီရဲ့အမှားကို သူကပြင်ဆင်ပြီးဘာစီလိုနာကိုအနိုင်ယူပြသွားပါတယ်ဒီဗီဒီယိုကိုအပိုင်း၃ပိုင်းခွဲပြီးတင်ဆက်ပေးပါမယ်၁ပွဲကြောင်းဒီပွဲနဲ့ပတ်သက်ပြီးပြောစရာတွေကများပါတယ်အာဆင်ဝင်းကတော့ဒီပွဲပေါ်ဒီလိုမှတ်ချက်ပေးခဲ့တယ်အက်ကလစီကိုကကလေးနဲ့လူကြီးကစားသွားတယ်လို့ပဲဗျ ရီယယ်မက်ဒရစ်ရဲ့ခံစစ်ပိုင်းစွမ်းဆောင်ရည်ကဘာစီလိုနာထက်ပိုပြီးတန်မာခဲ့တယ်တိုက်စစ်ပိုင်းမှာဆိုရင်လည်းမက်ဒရစ်ကအမြဲတမ်းဂိုးသွင်းနိုင်တော့မယ့်ပုံစံရှိနေခဲ့ပြီးဘာစီလိုနာကသွားမရှိတဲ့သူတယောက်လိုပါပဲဘောလုံးပိုင်ဆိုင်မှုအများကြီးရှိခဲ့ပေမဲ့ဂိုးရမယ်ဆိုတဲ့ပုံစံမျိုးဘယ်တော့မှမရှိခဲ့ပါဘူးဇာဗီလွန်ဆိုကတော့ကျွန်တော်ကတော့ credit ပေးကြပါတယ်လေရစရာမရှိအောင်ဝေဖန်သွားခဲ့တယ်ဒီလိုပြောရတဲ့အကြောင်းလည်းရှိတယ်ပြီးကြရင်ကျွန်တော်ရှင်းပြပါမယ်နောက်ပြီးရာမဲရာမဲကဘာနီဗျူးစ်ကခက်ခဲသလားလို့မင်းမေးလိုက်တာလားကောင်းပြီ ဒီကွင်းကြီးကငါတို့ဘာစာအတွက်မခက်ခဲပါဘူး။နောက်ဆုံးအချိန်ကစားခဲ့တော့ငါဂိုးသွင်းပြီးအသင်းကလည်း၄ဂိုးဂိုးမရှိနဲ့နိုင်ခဲ့တာလေ။ပွဲမစခင်မှာဒီလိုစကားတွေပြောခဲ့တယ်။ဒါကြောင့်လဲအက်ကလစီကိုပွဲမတိုင်ရင်အာချောင်ခဲ့တဲ့ဒန်တွေကိုရာမန်တယောက်အလူးလဲခံလိုက်ရရပါတယ်။ပွဲကစားချိန်အတွင်းလဲခြေစွပ်မပြနိုင်ခဲ့ပဲရီယယ်မက်ဒရစ်ကစားသမားတွေကသူ့ကိုခွင့်ရလုံးဝမရအောင်ကိုလှုပ်သွားခဲ့ပါတယ်။ရာမန်ကသွင်းကိုနဲ့ဖန်တီးမှုအသာထားလို့ဂိုးပေါက်တဲ့ကံကြက်တောင်မရလိုက်ဘူး။ဒီတော့ပွဲပြီးတော့တနိုင်ငံနဲ့သားစပိန်အသင်းရဲ့စီနီယာကစားသမားဖြစ်တဲ့ ကာဗာဂျေကမင်းစကားများလုံးနဲ့ပြောချင်တာရှိရင်အခုဒီမှာပြောလိုက်နောက်ပြန်မစုံနဲ့ဆိုပြီးပြောလိုက်တော့ရာမဲကအပြင်မှာတွေ့ပြီးရှင်းရမလားဆိုပြီးကာဗာဂျေကိုအပြေးသွားလို့သင်းပေါ်ရီဝိုင်းဆွဲရတဲ့အထိဖြစ်ခဲ့တယ်။ရာမဲကသူပြောခဲ့တာတွေအတွက်သူပြောခံရတာတော့မခံနိုင်ဖြစ်နေတယ်လို့လူမှုကွန်ရက်တွေမှာလောင်ပြောင်ခံနေရပါတယ်။ရာမဲကဒီပုံစံဒီချိုးဖြစ်နေတာသူမိဘတွေကြောင့်လည်းပါပါတယ်သူတွေကအိမ်မှာချက်ပြုတ်နေတဲ့အချိန် live လင်းပြီးကျွန်တော်ကတော့ဒီမှာချက်ပြုတ်နေပြီကျွန်တော်သားကတော့ဗာနီ views မှာသူတို့ကိုချက်ပြုတ်လိမ့်မယ်လို့ပြောခဲ့တယ် ရှုံးတော့မှရာမဲဖေကကျွန်တော်တာကအခုမှ session နဲ့ပဲရှိပါသေးတယ်ဆိုတော့တပြားဟောင်းကြီးဖွင့်ပြီးတားဖြစ်သူကိုကာဝယ်ပေးနေတယ်။နောက်တစ်ယောက်ပြောနေတာက Vini ။ Vini ကပွဲအတွင်းမှာလူစားလဲခံရတော့လူရထပ်ပူပေါက်ွဲနေတယ်။ကျွန်တော်မရှိမှပဲအတင်းကပူကောင်းသွားမယ်ဆိုရင်ကျွန်တော်ထွက်သွားပေးပါမယ်လို့ Vini Chef ကပြောသွားခဲ့ပါတယ်။ပွဲချိန်82မိနစ်အရောက်မှာနီးပြအလွန်ဆိုက Vini ရဲ့နေရာမှာ Rodrigo ကိုဝင်စားစီခဲ့ပါတယ်။ လူစားလဲလိုက်ချိန်မှာတော့ဗင်နီကကျွန်တော်ပဲလားအမြဲတမ်းကျွန်တော်ကြီးပဲလားဟုတ်လားကျွန်တော်မရှိတော့မှအတင်းကပိုကောင်းလာမယ်ဆိုရင်ကျွန်တော်ထွက်သွားလိုက်မယ်လို့ဇော်ရကတက်ခဲ့ပြီးအရန်ကုန်မထိုင်တော့ပဲအဝေးလဲကန်းနဲ့ကိုတန်းဝင်သွားခဲ့ပါတယ်ခဏကြာမှသာအရန်ကုန်တန်းကိုပြန်ရောက်လာခဲ့တာပါဤပြလွန်ဆိုကတော့ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးဗင်နီကိုစကားပြောသွားမယ်လို့ဆိုခဲ့ပါတယ်ဖင်နီနေနဲ့အတင်းလဲအနိုင်ရနေချိန်မှာတခြားကစားဘော်တွေအတွက်ကစားချိန်မိနစ်ပေးတာကိုလက်ခံသင့်ပါတယ်။ဘာလို့လဲဆိုတော့သူကစားနေတာ real ဖြစ်နေပြီးသူ့လိုပဲထိတ်တန်းကစားသမားတွေရန်ကုန်မှာရှိနေတာကြောင့်ပါပဲ။ စပိန်မီဒီယာတွေကတော့ဗီနီယက်ကလေးဆံမှုကိုအတင်းဘက်ကတင်းခန့်ကျွန်တော်ရဲ့လမ်းကွဲတစ်ခုကိုမြင်တွေ့ရနိုင်တယ်လို့យေတာထားခဲ့ပါတယ်။တကယ်ဆိုမဖြစ်တဲ့ဟောပွဲချိန်82မိနစ်ဒါကကစားသမားကောင်းတွေကိုလဲတဲ့အချိန်ပွဲချိန်မိနစ်60နောက်ပိုင်းလဲရင်ဒါကလိုလို့လဲတာမဟုတ်ဘူး။နီးပြမှာလဲဖြူဟာဆိုတာရှိတာပဲ။နီးစနေရလဲတာလည်းဖြစ်နိုင်တယ်။အရန်ကောင်မထိုင်နေရရိုဒူကမပေါက်ခွဲရအောင်သူကပဲပေါက်ခွဲပြတယ်။တခြားကစားသမားတွေလည်းအခွင့်အရေးရတဲ့နာပဲ။ဒီလိုမဖြစ်သင့်ဗင်နီကအန်စလော်ဒီလက်ထက်မှာအလိုလိုက်ခံနိုင်ရတဲ့ကစားသမားဖြစ်တော့ပွဲချိန်ပြေကစားရတဲ့ကစားသမားလည်းဖြစ်တော့ အခုလိုအချိန်ကြာဒီလိုဖြစ်တာစမ်းတော့မစမ်းပါဘူး Aslodi က Vinny ခြေစွမ်းပြနိုင်တဲ့ပွဲတော်ပေသုံးတယ်နှင်း analysis Real Madrid ကဒီပွဲမှာ၄၁၄၁ဆိုတဲ့ပုံစံနဲ့ပွဲထွက်လာခဲ့တယ်တိုက်စစ်မှာဘာဘီနဲ့အဲ့ဒီနောက်မှာ Bellingham, Cavavin က Aragula နဲ့ Vinny တို့ကိုထားခဲ့တယ် single pivot ပဲသုံးခဲ့ပြီး Chuamani ကိုထားခဲ့တယ် Barcelona ဘက်က၄-၂-၃-၁ကိုသုံးလာခဲ့ပြီး AMF မှာ Lopez နဲ့တောင်မန်နှဖက်မှာ Rafael Ramiro ကိုတုံးခဲ့ပါတယ် Double Pivot မှာ Battery နဲ့ဒီချောင်းတို့ကိုထားခဲ့ပါတယ်ဒီပွဲမှာရိုးရှင်းတယ်လို့လည်းမရိုးရှင်းတဲ့ပွဲပါဒီပွဲကဖြူဟာပိုင်းကစားသမားတွေရဲ့အရေးချင်းဒါရီပေါင်းဆက်ထားတဲ့ပွဲဖြစ်တယ် Madrid ဘက်ကလူကျုံလို့ပယ်ဖျက်ခံရတဲ့နှစ်ကို Penalty လွဲခဲ့တဲ့တကူအပါဝင် တချို့အခွင့်အရေးတွေ Madrid ကစားသမားတွေအသုံးမချနိုင်ခဲ့လို့မဟုတ်ရင်ဒီထက်ဂိုးပြတ်သွားနိုင်ပါတယ် Madrid ဘက်ကဘာကြောင့်ဖြူဟာပိုင်းကောင်းခဲ့တယ်လဲ အာဆင်ဝင်းကဘာကိုဆိုလိုခဲ့တယ်လဲဆိုတာကိုရှင်းပြပါမယ်ဒီဘွဲမှာ matrix က4-1-4-1တုံးလာတာကအကြောင်းရှိပါတယ်ချူအာမန်နီကို အရှင်ကစားခိုင်းတာပါ off the ball မှာ matrix ကအာရာကူလာကဒီလို ရှေ့တက်လာပြီးသူ့နေရာကိုချူအာမန်နီကဖြည့်ပါတယ်ဒီတော့4-1ဖြစ်သွားပါတယ်ဒီလိုပုံစံနဲ့တစ်ဖက်ကဘာစီလိုနာကစားသမားတွေကို1 vs 1ဖီယာပေးထားပါတယ်ဒီလိုတစ်ဖက်ခံစစ်ကနေဘောလုံးမထွက်လာနိုင်အောင်ရှေ့ထိတက်ပြီးဖီယာပေးပါတယ်ဒီတော့ဘာစီလိုနာလုံးစီယာကဘေးကကစားသမားဒီကစားသမားတွေကိုပဲပေးလို့ရမယ် ဒီတော့ပေးလိုက်တယ်အဲ့ဒီကစားသမားတွေကိုလည်းဒီမှာ1 vs 1ဘယ်လိုကတ်ထားသလဲဆိုတာကိုမြင်ရမှာပါဒီမှာစွန်းစားပြီးပေးလိုက်တော့ဘောလုံးပြတ်ဖို့ပဲရှိပါတယ်ဒီတော့နောက်ဆုံးဘာလုပ်ရမလဲဆိုရင်တိုက်စစ်က Fan Torres ကဒီလိုကွင်းလှည့်တဲ့စင်ပြီးဘောလုံးဆင်းတော့ပါတယ်ဒီမှာဒီလိုပေးဖို့အတွက် Ruffo ပြေးပြီးမဲ့ထပ်ပြတ်ပါတယ်ဒီအလုံးမျိုးလွတ်သွားရင်ရှယ်ပါပဲဒါပေမဲ့ matrix ကဒါကိုကြိုးတွက်ပြီးသားမှုစနစ်တကျတာစီနိုင်ခဲ့ပါတယ် ဘယ်ချမ်းကဘောလုံးမထွက်လို့ညာချမ်းကိုဘာစီလိုနာတို့ပြောင်းကစားပါတယ်။ဘောလုံးရှေ့ရောက်ဖို့အတွက်ဒီမှာဆိုရင်ရာမေဘာဆင်းလာတာကိုတွေ့ရပါတယ်။နောက်ပိုင်းဘာစီလိုနာက highline တင်ကစားလာပါတယ်။ဒါကရှင်းပါတယ်။ဘာစီလိုနာတို့လုံးနေကြပါပဲ။မက်ဒရစ်ကခေဆက်ဆက်အပြေးအမြန်နဲ့ကစားသမားတွေများလို့အများရန်ကောင်းတာပဲကစားပါတယ်။ဒါကိုလူကြုံဖမ်းဖို့ဘာစီလိုနာကအမြဲလှုပ်ပါတယ်။ဒါကြောင့်လေဒီပွဲက3ဂိုးမှ2ဂိုးလူကြုံခဲ့တာပါ။ ီမှာ highlight တင်ပြီး queen တစ်ခွက်ထိ PR ပေးဖို့ Barcelona ကိုကြိုးစားလာခဲ့ပါတယ်။ဒီမှာဆိုရင်3နဲ့5ဆိုတဲ့ပုံစံထိကို PR ပေးခဲ့တာပါ။ဒါပေမဲ့ဖိထားတာပဲရှိပြီးဘာမှလုံးမရပါဘူး။ဒါကဘာကိုပြောချင်တာလဲဆိုရင် matrix ကစားသမားတွေက1 vs 1 marking cup ကိုအမြဲတရိပ်ရှိခဲ့ပါတယ်။စနစ်လည်းကြပါတယ်။ဒီမှာဆိုရင်တောင်ပံကိုပေါ်လုံးပေးလိုက်တဲ့ချိန် Barcelona ဒီကစားသမားက area တွေကိုပြေးမှုလုပ်ပါတယ်။ဒီမှာဒီကစားသမားကမပြတ်မကွက်လိုက်သွားလို့ပေးလို့မရဘူး။ဒါကြောင့်နောက်ပြန်ပေးတယ်။နောက်ပြန်ပေးပြီးသူကဒီကြားတွေကိုပြေးဝင်တယ်။ ဒီမှာသူ့ဘေးနာကမက်ဒရစ်ကစားသမားကသူ့ကိုလူကတ်ထားဖို့မပြတ်ခွက်ခဲ့ဘူးဒီမှာလဲဘယ်လင်ဟန်ကဒီကစားသမားကိုဖိအားပေးတယ်ဒီတော့ပေးလို့မရတော့လို့နောက်ကိုပဲပေးတယ်ဒီမှာဖင်နီကပြေးကြတယ်ဒီမှာကွန်ဒေးစီရောက်လာတယ်ဒီဘက်ချမ်းကဖောက်ဖို့လို့တော့လဲအားလုံးက1 vs 1အသေးချာကတ်ထားတာကိုတွေ့ရတယ်ဒီလိုနဲ့အလုံးမဖြစ်ပဲဟိုဘက်ကဖောက်လိုက်ဒီဘက်ကဖောက်ဖို့ကြိုးစားလိုက်နေဒီနားမှာပဲလဲနေတယ် နောက်ပြီးဒီမှာခန်းစစ်၃ယောက်နဲ့ highlight တင်ကစားတဲ့ချင်းအာရာဂူလာချူအမ်မန်နီနဲ့ဂါစီယာတို့က1 vs 1မဖြစ်မနေပြေးကပ်ထားတာကိုတွေ့ရဒီလိုစနစ်ကျခဲ့လို့ဘာစီလိုနာတို့ထိုးဖောက်ရခက်ခဲတယ်ဒါကနီးပြူရာပိုင်းဒိုက်ဆစ်စင်တာကတော့မက်ဒရစ်လိုထုံးစံအတိုင်းပဲ counter attack saturation တွေကနေပဲစတယ်ဒီမှာပြောချင်တာကကစားသမားအရေးသွေးပိုင်းမှာပွဲတော်ပွဲမှာနီးပြရဲ့ဖြူဟာတခုတည်းကအရေးကြီးတာမဟုတ်ပဲကစားသမားရဲ့အရေးချင်းကလည်းအရေးကြီးတယ် ဒါကြောင့် Wolves ဆိုတာပေါ်လာတာပါဒီမှာဆိုရင် Barcelona ကတစ်ချိန်လုံး Madrid player တွေကိုလူကျော်လို့ဖို့ကြိုးစားခဲ့တာကိုတွေ့ရတယ်ပထမအလုံးမှာဆိုရင်လည်း Barbi ကန်သွားတာတော်တော်လေးကောင်းတယ်ဒါပေမဲ့ကိုးမရလိုက်ဘူး Madrid ရခဲ့တဲ့ပထမကိုးမှာဆိုရင် Bellingham ကိုအတော်လေးချီးကျူးခြင်းတယ်သူကရွေးရှားမှုတသေးလေးတွေလုပ်ခဲ့တယ်သူ့ကိုဘောလုံးပေးတော့မယ်ဆိုတာသိတဲ့ချိန်သူကပြေးတော့မယ့်ပုံစံပြတယ်ဒီတော့ Barcelona ခံစစ်ကစားသမားကသူ့စိတ်ထဲ confuse ဖြစ်သွားတယ်စိတ်ရှုပ်ထွေးသွားတယ် ဘယ်လင်ဟန်ရဲ့ body movement ကြောင့်ဒီဘက်မှာသူ့ကြံနေခဲ့တယ်။ဘယ်လင်ဟန်ကနောက်ကိုဆင်းပြီးဘောလုံးဆင်းယူလိုက်တယ်။ဒီမှာဒီကစားသမားကသူ့စီပြေးလိုက်ရမှာဒါပေမဲ့ဘောလုံးပေးတဲ့ပုံစံဖြစ်လို့တောင်မန်ကပြေးသွားတဲ့ကစားသမားကိုပဲ2 vs 1ပြေးကပ်ဖို့လုပ်တယ်။ဘေးကတယောက်လိုက်တယ်။ရှေ့ကနေတယောက်ကပိတ်ဒါကိုတိလိုက်ခြင်းပဲဘယ်လင်ဟန်ကသူ့နောက်မှာလဲကစားသမားတယောက်ပါလာလို့အဲ့ဒီကစားသမားကိုပခုံးချင်းနှိပ်ပြီး body feint နဲ့လှည့်ထွက်လာတယ်။မက်ဆီလုံးတို့လိုမျိုးပေါ့။ဒီ saturation မှာသူပေးရမယ့်လူတွေများသွားပြီး၃ယောက်လောက်ရှိသွားတယ်။ ဘာဘီကတေချာပေါက်ဒီလွတ်နေတဲ့ဘောက်စတဲကိုပြင်းမှုပြင်နေပြီဖြစ်တယ်။ဒီကစားသမား၃ယောက်ထဲမှာသူတယောက်ပဲအစင်းသင်းအနေထားဖြစ်နေ။ဒါကြောင့်မဲဘယ်ရင်ဟန်ကသူ့ကိုပေးဖို့စုံဖြစ်လိုက်တယ်။ဘာဘီဘောလုံးကိုအပြင်ကျင်းနဲ့ထိန်းရမှာလဲတည်တတ်တယ်။ဘောလုံးကအပြင်ကိုထွက်မသွားဘူး။ First touch ကောင်းမွန်ခဲ့တယ်။ဒီလိုပွဲမျိုးမှာအခွင့်အရေးများများစားရမှာမဟုတ်ဘူးဆိုတာသူသိတယ်။သူကဘောလုံးကိုတည်တတ်တတ်ထိန်းပြီးတည်တည်စကြာကန်သွားတယ်။ဒီမှာပထမကိုရတယ်။ဘာဘီရဲ့ဘောလုံးထိန်းမှုကန်သွင်းမှုကလည်းကမ္ဘာအဆင်ပဲ။သူလည်းနောက်ပိုင်းရော်နယ်ဒိုနဲ့တူလာတယ်။ ဂိုးသင်းမို့ဦးစားပေးလာပြီးဂိုးသင်းရဲ့အပိုင်းမှာလည်းပိုကောင်းလာတယ်ပိုတိကျလာတယ်ပိုပညာသားပါလာတယ်ဘာစီလိုနာတို့ပြန်ရသွားတဲ့ဂိုးကမက်ဒရစ်ရဲ့အမှားကြောင့်ရသွားတာဒီမှာဒီကစားသမားကအရှိမပေးရလူရှိပါရဲ့နဲ့ဂိုးသမားကိုပြန်ပေးတယ်တကယ်ဆိုသူပေးလို့ရတဲ့ကစားသမားတွေဒီမှာ၃ယောက်တောင်ရှိဒါကပထမအမှားဂိုးသမားကဘောလုံးလက်ခံတဲ့အချိန်မှာသူ့ရှိမပေးရကစားသမား၃ယောက်ရှိကန်တင်လဲရတယ်ဒါပေမဲ့အနည်းဆုံး မီလီတာကို ပေးလိုက်တယ်အဲ့ဒါကဒုတိယမှာပဲဘာလို့လဲဆိုတော့သူ့ကို pressure ပေးမဲ့ဘာစီလိုနာကစားသမား2ယောက်တောင်ရှိတယ်2 vs 1အခြေအနေမီလီတာကလည်းဒီဘက်ကိုပေးလို့ရပြီမြင်အာရာကူလာဘောလုံးဆင်းတောင်းတာကိုသူမသိဘူးဂိုသမားကိုပဲပြန်ပေးတယ်ဒါကတတိယမှာဂိုသမားစီကကြတော့အာရာကူလာကို ပေးလို့မရတော့သူ့ရှေ့မှာတယောက်နီနီကက်ကက်ရှိတယ်ဒါကြောင့်တောင်းမန်ကစားသမားကိုပေးလိုက်တယ်ဒီမှာအဲ့ဒီကစားသမားရဲ့ passing line အလုံးအပိတ်ခံလိုက်ရတယ် ီတော့ तू ပေးလို့ရတဲ့သူကအာရဂူလာတယောက်ပဲရှိတော့တယ်ဒါကသူ့အမမဟုတ်သူကအာရဂူလာကိုပေးပြီးဒီရှေ့ကိုပြန်ပြေးဖို့လုပ်တယ်ဒါပေမဲ့အာရဂူလာဘောလုံးလက်ခံချိန်မှာသူ့ဘေးနာကစားသမားရဲ့နဲ့သူ့ချာမှာ9မီတာကနေ17မီတာလောက်ပဲဝေးတော့တယ်နောက်ဆုံး तू ဘေးပပလယ်မှာပိတ်သွားပြီးအာရဂူလာကဘာစီလိုနာကစားသမား6ယောက်ရဲ့ present zone ထဲမှာအခြေအနေကလည်း6 vs 4အခြေအနေဘောလုံးပြတ်သွားပြီး refo ကပေးတာကို farmin lobes ကပိတ်လိုက်တယ်1-1မှာဒီမှာ matrix ရသွားတဲ့ဒုတိယကို ် reverse do အခြေအနေဖြစ်တဲ့အတွက်မတက်နိုင်လို့အဝါအထိခံပြီး factory အင်ကြီးဆွဲလိုက်ရတယ်။အဲဒီကနေပြည့်တယ်မော်ရတယ်။တောင်မန်ကို diagonal pass ပေးလိုက်တယ်။ Vinny ပြန်ပေးလိုက်ချိန်ဒီမှာ space အခြေကြီးဒီမှာ Vinny ပေးတယ်နည်းနည်းများတော့လို့တစ်ဖက်ကတိုက်မရတော့လို့ပြန်ချပေးလိုက်တယ်။အဲဒီကစားသမားစီကို Barcelona ကစားသမားတွေအားလုံးပြေးသွားတယ်။အဲ့ဒါပြဿနာပဲ။ Bellingham ကိုကတ်ထားတဲ့သူမရှိတော့ဒီတော့ Bellingham ကပိတ်သွင်းလိုက်တယ်။2-1 ီတော့အချုပ်ပြောရရင်ဘာစီလိုနာကမက်ဒရစ်ကိုကောင်းနာပြန်ကစားမရအောင်လူကျွန်ဖမ်းဖို့ပဲလုပ်တယ်။နှစ်ကိုးခွင့်မပြုခဲ့ရဘူးဆိုတော့အောင်လဲအောင်မြင်ခဲ့တယ်။တကူပေးရတာတော့ပြဿနာမဟုတ်ဘူး။အရင်ပွဲတွေမှာဆိုရင် မက်ဒရစ်အသင်းကဘာပဲကဟက်ထရစ်တောင်ပေးသွင်းခဲ့ကြရပဲ။ဒါပေမဲ့အစုံးမှနိုင်တယ်။မက်ဒရစ်တိုက်စစ်ကိုလူကျွန်ဖမ်းကစားတယ်။ပေးရတာရှိသလိုဖမ်းမိတာလည်းရှိမယ်။ပြဿနာမဟုတ်ဘူး။မက်ဒရစ်တိုက်စစ်ကိုလုံးဝကြီးကိုမပေးရဘူးစိတ်မကူထားဘူး။စိတ်ကူးလို့လည်းမရဘူး။ဒါကိုသိဒါပေမဲ့တိုက်စစ်ကခိုးတွေပြန်သွင်းပြီးအနိုင်ယူလိုက်တယ် ဘာဖြစ်ကိုမသွင်းခဲ့တဲ့ပွဲကတိတ်မရှိဘူးခတ်တာကဒီပွဲကြတိုက်စစ်ကအရင်လိုဂိုးမရတော့တာပဲဘာလို့လဲဆိုတော့ခန်စစ်ကအပေါ်မှာရှင်းပြခဲ့တယ်လို့စနစ်တကျလူကကစားခဲ့တယ်1 vs 1တွေတတိကြီးကြီးနဲ့ကစားခဲ့တယ်ဒါက D9 ပွဲရဲ့အဓိကအချက်ပါပဲ၃ချီးကျူးရမယ့်သူများဒီပွဲမှာမက်ဒရစ်ဘက်ကဗယ်လင်ဟန်ကိုချီးကျူးတင်ပါတယ် ဒီလိုနှစ်ဖက်စလုံးကစားသမားကောင်းတွေကြီးပဲပါတဲ့ပွဲမျိုးမှာဒီလို world class အဆင့်ကစားသမားတွေကိုလိုအပ်တယ်ဆိုတာပြသွားခဲ့ပါတယ်ဒါကဘောလုံးကိုအုံနောက်သုံးပြီးကစားတာပါနောက်ပနတီလွယ်ခဲ့ပေမဲ့ဘာပေရဲ့တလုံးဆိုတလုံးတီးကြတဲ့အဆုံးသက်စွမ်းရည်ကိုချီးကျူးကြပါတယ်။ခန်စစ်ကမီလီတာအောင်နဲ့နိပြအလွန်ဆိုကိုချီးကျူးကြပါတယ်။ဘာစီလိုနာဘက်ကရေဒင်9အောင်ရခဲ့တဲ့ကိုသမားကလွယ်ရင်ချီးကျူးစရာမရှိပါဘူး။ ပြောစရာတွေအများများလို့ဗီဒီယိုရှင်းသွားမှာဆိုလို့အဓိကချက်တွေပဲပြောလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ view rating ဆက်ပေးပြီဆိုတော့ခုကျွန်တော်လည်းပါနောက်ထပ်လည်း video တွေ technical analyze video တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ